မိမိရဲ့နေစဉ်ဘဝမှာစိတ်နှလုံးအေးချမ်းစွာချမ်းမြမ်းသာသာနေနိုင်ဖို့အတွက်ဘာလုပ်ရမလဲချမ်းမြမ်းသာသာနေဖို့အတွက်ဘာနဲ့နေရလူလောကဆိုတာသာဝဏီရီတွေနဲ့တောကတွေရှိတယ်။ตาရီ၊သမီးရီဆိုတာလို့စိတ်ပူရတဲ့အချက်တွေအများကြီးရှိတယ်။အဲဒီလိုစိတ်ပူပြီးတော့နေတဲ့လောကကြီးထဲမှာစိတ်အင်း ချမ်းသာစွာဘယ်ပုံနေမလဲလို့ဆိုမြတ်စွာဘုရားရဲ့ခုံကိုအာယုံပြုပြီးတော့နေမယ်မြတ်စွာဘုရားရဲ့ခုံနေကျေးဇူးတွေဘုရားဆိုတာနော်မဟုတ်တာဘယ်တော့မှမလုပ်ဘူးစိတ်ွယ်ရမှာတောင်းမကောင်းမှု မလုပ်ဘူးဆိုတဲ့အရဟံဆိုတဲ့ခုံတော်တွေတရားဓမ္မကိုမှန်ကန်ကိုယ်တိုင်သိတယ်ဆိုတဲ့တမ္မတမုဒ္ဒခုံတော်တွေ အတိညာနဲ့အကျင့်စရဏဝိဇ္ဇာစရဏနဲ့ပြည့်စုံတယ်ဆိုတဲ့ဂုဏ်တော်တွေဖရာဂုဏ်တော်တွေကိုတစ်ခုချင်းတစ်ခုချင်းဆင်ခြင်စဉ်းစားပြီးတော့နေမယ်ဆိုလို့ရှိရင်စိတ်ပူလောင်မှုတွေတည်ငါအားဖြင့်အင်းငိမ့်သွားကြမှာဖြစ်တယ်။မြတ်စွာဘုရားကိုအာယုံပြုနေမယ်တရားကိုအာယုံပြုနေမယ်တန်ခါကုံကိုအာယုံပြုနေမယ်ဖရာတရားတန်ခါထဲမှာစိတ်ကိုနှိမ့်မြုပ်ပြီးနေမယ်ဆိုလို့ရှိရင် ခန္ဓာကဆောင်စည်းမှုအပြင်စိတ်အေးနှလုံးအေးချမ်းစွာစိတ်အေးလက်အေးအခုလိုဘဝမှာနေမယ်ဆိုလို့ရှိရင်ဒီဘဝမှာလည်းချမ်းချမ်းသာသာ ဖြစ်လို့ရသော်ဘုရားရဲ့ဂုံကိုအာယုံပြုနေတဲ့အချိန်မှာတရားဂုံကိုအာယုံပြုနေတဲ့အချိန်မှာတန်ခါဂုံကိုအာယုံပြုနေတဲ့အချိန်မှာမဖြစ်လေလောဘလည်းမဖြစ်ဘူးဒေါသလည်းမဖြစ်ဘူးမောဟလည်းမဖြစ်ဘူး ဖရာကုံတရားကုံတန်ခါကုံထဲမှာစိတ်လေးဟာတည်ငြိမ်ပြီးတော့နေသွားခုကပြောတာလို့ဖရာကုံပရိစိတ်နေမယ်တရားကုံတန်ခါကုံပရိစိတ်နေမယ်ဖရာတရားတန်ခါကိုအာယုံပြုနေခြင်းအပြင်စိတ်နှလုံးအေးချမ်းမှုရရှိနိုင်တယ်လို့ဒီလိုဆိုတယ်